မင်္ဂလာပါဒီတစ်ခါတော့ကျွန်တော်ဖုတ်ကနေပြီးတော့ printer ကိုအခြေဆေးလုပ်ပြီးတော့ဖုတ်ထဲမှာရှိတဲ့ဓာတ်ပုံတွေဒီ document တွေပေါ့နော်ကျော်တော့ဒီစာရွေးထုတ်တဲ့စင်နဲ့ဘယ်လိုထုတ်မလဲဆိုတော့ကိုကျော်ပြောပြမှာပါကျွန်တော် computer နဲ့မဟုတ်ပဲနဲ့ကျွန်တော်ဖုတ်ကနေပြီးတော့ဒီစာရွေးတွေပဲဖြစ်ဖြစ်ဓာတ်ပုံတွေပဲဖြစ်ဖြစ်လမ်းပြီးတော့ထုတ်တဲ့နီးပေါ့နော်အဲဆိုတော့ကျွန်တော်နဲ့အတူ live ပြီးတော့ live လုပ်ကြည့်ပါအားလုံးလည်းရှင်းပြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ် အဲ့ဆိုတော့ပထမဆုံးလို့ဖို့တွေ့ကျော်တို့ဒီကိုတုတ်ပြမဲ့ predator ရဲ့အမျိုးအစားကိုကျော်တို့ဒီဖို့လိုပါတယ်အာဒီမှာကိုကျတော့ဒီ app တခုကိုကျော် download လုပ်အောင်ပါအဲ့ဒီ app store ဆိုရင်ညမှာကိုတော်ပြီးတော့ကျော်တို့ဒီမှာကိုဘာလုပ်မလဲဆိုတော့ကျော်ရဲ့ predator ရဲ့အမျိုးအစားကျတော့ app summer ကိုရဲ့ predator အမျိုးအစားကိုဒီမှာကိုရေးထည့်ပြီးတော့ live ဆော်ပါကျတော့မှကျတော့ app sum predator ဖြစ်တဲ့တွေ့ကြောင်း ကျော်ဒီ app samsung am samsung တော့ char operator ဆိုရင် char operator အမျိုးအစားနေထည်ပြီးတော့ဆော်ပါကျော်ရဲ့ operator အမျိုးအစားကျော်ရဲ့ app ဖြစ်တဲ့အတွက်ကျော်ကျော်ဒီ app တခုကိုတုတ်ပြူပြီးတော့ကျော်နမူနာပြောင်းပေးမှာပေါ့အဲ့ဒီ app ဆိုတဲ့ဒီ iprit ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီမှာကို install လုပ်ဖို့လိုပါတယ်အဲ့ဒီဟာကို install လုပ်ဖို့နော်ဒီပြောင်းနေ accept ဆိုတဲ့ဟာကိုတွားပြီးတော့အဲ့ဒီဟာကို install လုပ်လိုက်ပါပြီးသွားလို့ရှိရင်ဖြစ်ကျွန်တော်ဒီမှာကို open ဆိုတဲ့နေရာကိုတွားပါ ုတ်ပေးနေရတော့ပြီးတော့ねကျွန်တော်ဒီနေရာမှာဘာလုပ်မလဲဆိုတော့ကြည့်ကြအောင် okay အဲ့ဒီနေရာမှာကို okay ဆိုတော့လုတ်ပေးလိုက်ပါပြီးတော့ね okay ပေါ့เนาะ okay အဲ့ဒီနေရာရလာတာねကျွန်တော်ဒီနေရာမှာကိုအာ printer is not selected ဆိုတော့ပြောလိုက်မယ်အဲ့ဒီကြာတော့ကျွန်တော်တို့ printer ကိုကျွန်တော်ရွေးချယ်ပေးဖို့လိုပါတယ်အဲ့ဒီနေရာမှာကို click လုပ်လိုက်ပါအဲ့ဒီနေရာမှာကို click လုပ်လိုက်တာနဲ့ကျွန်တော်ဒီနေရာမှာကိုဘာမှမရှိသေးပါဘူးစီးဖို့အတွက်ကျွန်တော်ဒီနေရာမှာကို printer not a select ဆိုပြောလိုက်မယ်အဲ့ဒီနေရာမှာကိုကျွန်တော်တို့ဒီ clear လောက်လိုက်ပါ clear လောက်လို့ရှိဖြစ်ကျွန်တော်တို့ဒီနေရာမှာကိုကျွန်တော်တို့ predator က wifi စနစ်ပို့လို့ပါတယ်အဲ့ဒီနေရာမှာကို open wifi service ဆိုတဲ့နေရာကိုသွားပါကျွန်တော်တို့ရဲ့ဒီ internet wifi ကိုအခြေစစ်လို့ပြဖို့လိုတော့ဗောနကျွန်တော်မှကြာတော့တခါတည်းပြအခြေစစ်ဖြစ်နေတဲ့အတွက်ကြောင့်ဒီမှာသူလုံးဆောင်မလို့တကယ်လို့အဲ့ဒီနေရာမှာအခြေစစ်မဖြစ်နေသေးဘူးဆိုရင်ကိုယ့်ရဲ့ဒီ AR wifi ရဲ့ ဟိုဟာနာမည်ကိုလိုက်စာပြီးတော့အခြေစိတ်လုပ်ပြဖို့လိုပါတယ်အဲ့ဒီမှာကျောင်းကျောင်းမှာကျောင်းတော့ဒီအောင်ပါနော်တကယ်လို့မလုံသေးရသေးဘူးစီပြအဲ့ဒီမှာကိုသွားပြီးတော့အာကလစ်လုပ်ပြီးတော့ connect လုပ်ပါကျွန်တော်တို့ password လုပ်ထားလို့စီပြ password ကိုရေးထည့်ပြီးတော့အာ connect လုပ်ဖို့လိုတော့မနော်အဲ့ဒီဟာကိုကျွန်တော်တို့ wifi ကိုအခြေစိတ်ဖြည့်သွားပြီးဆိုရင်ဖြည့်ကျော်ဒီနံပါတ်ကိုပြတ်သွားပြီးတော့ကျွန်တော်ပြပေးမှာပါအဲ့ဒီမှာကိုပြတ်သွားပြီးတော့ကျွန်တော်ရဲ့ဒီ printer အမျိုးအစားတွေ့ရလိမ့်မယ်ဖြစ်ပါတယ်ကျွန်တော် printer ရဲ့ ဒီဟိုအနောက်မှာပြရလိမ့်မယ်ပြီးတော့အဲ့ဒီမှာ click လုပ်လိုက်ပါ click လုပ်လို့ရှိပြီကျော်ဒီနံပါတ်ကိုကျွန်တော်ရဲ့ printer ရဲ့အမျိုးအစားပါနော်အဲ့တော့ printer တလုံးတည်းဆီပဲတလုံးတည်းပါအများနဲ့ဆိုရတော့အများကြီးတွေ့ရလိမ့်မယ်ကျွန်တော်မှကြာတော့တလုံးပဲရှိတဲ့တွေ့ကြောက်တလုံးတည်းကိုတွေ့ရပါပြီးတော့လို့ရှိရဖြစ်ကျွန်တော်တို့ရဲ့ဒီ printer ရဲ့ information တွေပေါ့နော်ကျွန်တော်ဒီ black column ဆိုရဖြစ်ဒီလောက်စီးနေတယ်ဒီ proper column of CP အဲ့လိုအဲ့လောက်ရှိနေတာပေါ့နော် yellow CP အများကြီးကြံသေးတယ်အဲ့ဆိုတော့ draw ရဲ့ဒီ predator မကိုဘလို့ဟိုကြည့်ကြည့်လို့ရပါတယ်သူရဲ့ information တွေပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ဒီစာတွေ document တွေကိုထုတ်ယူချေတယ်ဆိုရင်ဘလို့ထုတ်မလဲဆိုတော့ကြောက်ပြပေးမယ်အဲ့တော့ဆိုရင်ကျွန်တော်ဖုန်းထဲမှာရှိတဲ့ photo တော်မှမဟုတ် document တွေတော်မှမဟုတ် online ပေါ်ကနေပြီးတော့ထုတ်ယူချေတယ်ဆိုရင်လည်းလုပ်လို့ရတယ်ပြီးတော့ scan လုပ်လည်းရတယ်ကျွန်တော်ရဲ့ predator မကို scan စီးတယ်ဆိုရင်ပြည့် scan လုပ်လို့ရတယ် ဲ့ဒီမှာကျွန်တော်နမူနာပြေကျွန်တော်ဓာတ်ပုတ်တစ်ပုတ်ကိုကျွန်တော်ထုတ်ပြပေးမှာပါအဲ့ဒီမှာကိုကျွန်တော် clear လောက်လိုက်မယ် clear လောက်လိုက်လို့ရှိရပြေကျွန်တော်ဒီတမှာကိုဓာတ်ပုတ်တစ်ပုတ်ကိုကျွန်တော်နမူနာပြေကျွန်တော်ပြပေးမှာပါဥပမာပြေကျွန်တော်ကဒီဒီဒီရတစ်ခုကိုကျွန်တော်ထုတ်ချေတယ် clear လောက်လိုက်ပါ clear လောက်ပြီးတော့လို့ရှိရပြေကျွန်တော်ဒီရကိုထုတ်ချေတယ်ဆိုရပြေ select ဆိုရင်တော့သွားပါ select ဆိုရင်တော့ပြပြရနေ next ဆိုတော့ကိုသွားပါ okay next ဆိုတော့သွားပြီးတော့လို့ရှိရပြေကျွန်တော်ဒီနေရာမှာကိုကျွန်တော် size ကိုရွေးပေးလို့ရတယ် size ကြတော့ဒီမှာကို paper size 1เนาะကိုကိုထားချတဲ့ size ကိုလို့ကိုရွေးချပါပြီးတော့လို့ရှိရလဲကျွန်တော်တို့ဒီ color နေရာမှာကို black and white အဖြူအမဲလုတ်ချတဲ့ဆွေဖြစ်ဒီ monochrome ဆိုတဲ့နေရာမှာကိုတွားလို့ရတယ်အယောင်နဲ့လုတ်ချတဲ့ဆွေဖြစ်အဲ့ဒီအယောင်နဲ့တွားပါအဲ့ကြတော့အစအယောင်နဲ့မတုတ်ချေဘူးဆိုပြီး monochrome ဆိုရင်ညမတော့ပါပြီးတော့ copy ကဘယ်နှခုလိုလိုချေလဲဆိုတော့ရွေးချေလို့ရတယ်ဥပမာပြတစ်ခုတစ်ခုပဲလိုချေတော့လားဒါမှမဟုတ် အခုတောက်ခုလိုချေတယ်ဆိုဖြစ်နောက်အဒီမှာကိုကိုတိတ်တလောက်ထဲလို့ရတယ်ကျွန်တော်မှကြာတော့နမူနာဖြစ်ကျွန်တော်တခုပဲလုပ်ပြအောင်ပါပြီးတော့လို့စီဖြစ်ကျွန်တော် dance ဆိုတဲ့နေရာမှာကိုသွားလိုက်ပါပြီးတော့လို့စီဖြစ်ကျွန်တော် print ဆိုတဲ့နေရာသွားလိုက်ပါနော်အဲ့ဒီ print ဆိုတဲ့နေရာသွားလိုက်တာနဲ့ဒီမှာကိုသူ printer မှာကိုသွားပြီးတော့ထုတ်ပေးလိမ့်မယ်ဖြစ်ပါတယ်ဒီမှာကြည့်ကြည့်အောင်အဲ့ဒီမှာဆိုဖြစ်ကျွန်တော် printer ကဒီစာရေးထုတ်နေတာပါနော်ဒီမှာကျွန်တော်ကျွန်တော်ခဏလေးစာအောင်လိမ့်မယ်ဒီမှာဖိလာတဲ့ခြေကိုစာကြည့်အောင် โอเคโอเคအဲ့မှာဆိုရင်ဒီကျွန်တော်ခုနကစာရေးဒါကူမဲ့တခုပေါ့နော်အဲ့ဒီနေ့တိုင်းပါပဲကျွန်တော်တို့ဒီဓာတ်ပုံတွေအာစာသတိအခြားအားတွေနဲ့ပတ်သက်ပြီးတော့လည်းပို့ထုတ်ချရာဟာထုတ်လို့ရတယ်အဲ့ဆိုတော့ဒီမှာကျွန်တော်ကျွန်တော်နမူနာလေးပြောပြတာပေါ့နော်အာဒီကကျွန်တော်ကျွန်တော်တို့ဒီကွန်ပျူတာကိုသုံးမဖြူရဲနေဖုတ်ပါနေပြီးတော့ဒီ one file နဲ့ exchange ဆေးလုပ်ပြီးတော့ကျွန်တော်တို့ print ထုတ်လို့ရပါတယ်စာရေးလေးဓာတ်ပုံလေးကို ထုတ်ယူလို့ရပါတယ်အဲ့ကျတော့အာ တကူကောက်တာပေါ့နော်ကျွန်တော်ခုတ်ပြီးတော့မတော့ပဲနဲ့လုံတဲ့နေပါအဲ့ဆိုတော့အားလုံးလည်းစစ်ပြင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တကယ်လို့ကျွန်တော်မေးမေးခေါ်တွေရှိတယ်ဆိုရင်ဖြစ်လဲကျွန်တော်မေးနိုင်ပါတယ်ကျွန်တော်ဟိုဟာတီတလာလေးတွေကိုပြန်ပြီးတော့ပြန်ဖြည့်ပေးကောင်းပါပေါ့အဲ့ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်